အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာကော့စတိုရီ channel ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော် channel ကနေအခုတင်ဆက်ပေးခြင်းနဲ့ဇာလန်းလေးရတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့ဘိုးတော်ပေနှစ်မရဏတတိဆိုတဲ့ဇာလန်းလေးပဲဖြစ်ပါတယ်ဒီဇာလန်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါစေခင်ဗျာဂျေကာလေးတစည်းရတော့ကိုကိုတီးမြကြွေကြနေတဲ့ကတ္တရာလန်းလေးတိုင်းတရွရွနဲ့လှုပ်ရှားမောင်းနေလို့နေပါတယ်ထိုကားလေးပေါ်မှာရှိတဲ့ကောင်းမောင်းသူရဲ့နဘေးကားရှိကမ်းမှာတော့ဖုံးတော်ကြီးတစ်ပါး ကားနောက်ခံမှာတော့အသက်ငယ်ရွယ်တဲ့ဘိုးတော်လေးတယောက်နဲ့လူရွယ်တယောက်တို့စီးနေလိုက်ပါခဲ့တာပေါ့အဲ့ဒီနောက်မှာတော့ကားကောင်းကန်းထဲမှာထိုင်နေတဲ့ဖုန်းတော်ကြီးကလည်းအနောက်ကိုလှည့်မကြည့်ပဲမိန်တော်မူလာတယ်တကားလေးတို့ရှိနေလို့သာပေါ့ဖုန်းကြီးတို့ရွာအခြေအနေကလည်းတော်တော်လေးစိုးနေတာတပတ်ကိုတယောက်နှုံးနဲ့လူအသေးပြောက်ရှိနေတယ်ဒါလေလက်ခံပေးလို့မရတဲ့အတိုင်းတာပဲတင်းပါဖေဘယ်ရောက်နေဘလို့ဖြစ်ပြတာလဲဖေဖုန်းကြီးလည်းတေချာတော့မသိပါဘူးဖုန်းကြီးအမျိုးတင်မဲ့ဆုံးသွားတာ၃ယောက်ရှိတယ် လူတွေကကြမ်းကြမ်းမာမာနဲ့အကောင်းကြီးကနေရုတ်တရက်ဆုံးပါသွားတာဆိုတော့ဖုန်းကြီးလည်းရိုးတယ်လို့တော့မထင်ဘူးတင်းပါဖေ။တပည့်တော်နှစ်ယောက်အတက်နိုင်ဆုံးကိုညီပါမယ်ဖေ။သာဓုသာဓုသာဓုတကားလေး။တောင်းမယ်ခီးကလိုသေးလားဖေ။လိုသေးတယ်တကားကြီး။တပည့်တော်ကလည်းအရှင်ဖျားရဲ့ရွာနဲ့ပတ်သက်ပြီးတော့တိထားတင်တာလေးတွေမိန်တော်မူအောင်ဖေ။တပည့်တော်ကတိထားခြင်းလို့။ကောင်းပြီလေတကားကြီး။ဖုန်းကြီးကိုလည်းတကားတယောက်ပြောပြဘူးတာတွေကိုလည်းပြန်ပြောင်းပြောရတာပေါ့။ အလီတုံနဲ့ဆရာတော်ကလည်းသူ့ရဲ့ဇာတိရောင်မှာဖြစ်ပြနေတဲ့အကြောင်းအရာများကိုသူသိထားသလောက်ပြောပြလာတာပေါ့ကလွန်းရွာရွာနာမည်ကလည်းစမ်းပါလေကလွန်းရွာကလည်းတောကြတော့လေဖွင့်မျိုးတယ်ဖွင့်မျိုးရတဲ့အကြောင်းကလည်းစာတက်ပေတဲ့ဖုံးတော်ကြီးများရဲ့မွေးရဲ့ဇာတိဖြစ်တာကြောင့်လည်းပါတာပေါ့ပါဠိပါရဂုဘွေရဆရာတော်ရဲ့မွေးရဲ့မြည်လည်းဖြစ်တဲ့အပြင်အကမဟာပဏိဒတစိတော်ရတဲ့ဆရာတော်ကြီးရဲ့ဇာတိချက်မြုပ်လည်းဖြစ်တာပေါ့အခုကလည်းထိုကလွန်းရွာလေးမှာရှိတယ်ရွာလူကြီးရဲ့အိမ်မှာတော့လူများကလည်းစုဝေးနေတယ် အကြောင်းကတော့ရွာလူကြီးရဲ့တူဖြစ်သူကလေရွာရဲ့တင်ညိုင်းဝင်ထဲမှာနှမ်းကျဲရာကနေဒီကိစ္စကိုမကျင်မနှက်ဖြစ်ကြတဲ့ရွာသားများကလည်းရွာလူကြီးကိုဝိုင်းဝန်းပြောဆိုနေကြရော်လူကြီးရတူလှမောင်လို့ပုံတော့တော်တော်မဟုတ်ဘူးဗျဒလိထုံတဲ့ရိုးရော်တွေကိုလည်းမလိုက်နိုင်နေပေါ့မစော်ကားတင်ဘူးဗျအာနေကြပါဘာတွေဖြစ်လာကြတယ်ရော်လူကြီးကမသိကြအောင်စောင့်နေရလားတကယ်ပဲမသိတာလားအာမင်းတို့ကလည်းကွာငါမသိလို့မေးတာပေါ့ကွာဟုတ်ပြီလေ ခမရမသိဘူးဆိုလည်းပြောရတာပေါ့ခမရတူလှမောင်းလည်းရွာတင်းချိုင်းကောင်းတဲ့အပင်နေခုတ်ပြီးတော့နှမ်းကျဲတယ်လေဟာတင်းချိုင်းကောင်းတဲ့အကွက်ကသူ့အကွက်ပဲလေကွာနှစ်တိုင်းလဲကျဲနေကြဟာရင်နဲ့တည်းကသူ့အွက်သူကျဲတာလေကိစ္စမရှိဘူးဗျာအခုကတင်းချိုင်းကောင်းကတော်တွေကိုခုတ်ပြီးတော့ကျဲနေတာမို့လို့ပြောရတာအေးဗျာဒီကောင်းကလည်းသိတ်လောပါကြီးတာပဲကျုပ်ပြောပေးပါမယ်ဟာပြောပေးုံနဲ့မရဘူးအခုလည်းအဲ့ဒီကောင်းကကစောသမားတွေနဲ့တော်တော်ခုတ်နေပြီဗျာကျုပ်တို့တိုင်းရင်လည်းဒေါတပြဓာတပြတွေဖြစ်ကုန်တော့ ေးပါကွာငါအခုပဲသွားတာမယ်ဟုတ်ပြီလားရွာသားများလည်းရွာလူကြီးကတားပေးမယ်လို့ပြောတော့ကြစုဝေးနေနေရနေပြီးတော့လူစုခွဲပြီးအိမ်တွေကိုလည်းအတီးတီးပြန်သွားကြတာပေါ့သူတို့ပြန်သွားတဲ့ရွာလူကြီးကတော့လည်းအိမ်မောကနေဆင်းလာလင်းတော်မောင်ဖြစ်သူရွာလူကြီးကိုလည်းပြစ်တင်စကားဆိုတာပေါ့ရှင့်တူကတော့မဟုတ်တော့ဘူးနော်လောပါလေကြီးလိုက်တာလုံးမနေပြီအခုရွာသိန်းချင်းနဲ့နှမ်းကျဲတယ်ဆိုတော့မဖြစ်တင်ဘူးရှင်ကလည်းရှင့်တူတို့တော့မှပြောလို့မနိုင်ဘူးလားအော်မြတ်ကြီးနင်ငါ့ကိုပဲပြစ်တင်မနေနဲ့ ဒီကောင်ကအလိုလိုက်တဲ့ထဲမှာနင်းလဲပါတာပဲအခုမှဘာလို့မလို့ငါ့ကိုလာပြီးတော့ပြစ်ဖို့နေရတာလဲဟောအဲ့ဒီတော့ကမိမယ်ဖမယ်လေးမလို့တနာလွန်းလို့ပါတော့အခုတော့လေဒင်းကလောဘကြီးလိုက်တာလွန်ပါလေရောလားပြောလို့ကိုမရဘူးကျုပ်တို့ကဘာတက်ပြီးတော့အမွေယူမလားပဲဟာမြကြီးဟာနင်းပြောလိုက်ရင်တော့အလွန်နေကြီးပဲကဲကဲကဲငါလည်းအဲ့ဒီတကောင်အသားစီကိုသွားတားလိုက်အောင်ဟမ်ဒင်းတို့ကအချိန်ပြည့်မူးနေတာတော်ကြီးအတင်းသွားပြီးတော့လည်းမတားနိုင်ဘူးလာမောင်တခြားရွာလူမိုက်တွေပါခေါ်ထားရတယ်တော်ကြီး อืมဒီကောင်နေ့တော့ခတ်သားများကြီးကဲကဲကဲငါသွားပြီရောလူကြီးကလည်းသူ့ရဲ့ကတော်ကိုပြောဆိုနှုတ်ဆက်ပြီးတဲ့နောက်အိမ်တိုင်းမှာချိန်ထားတဲ့ဝါဖက်ခမောက်ကိုဆွဲယူလိုက်ပြီးတော့ရွာနဲ့မလန်မကမှာရှိတဲ့တင်းငိန်ကုန်းစီကိုထွက်တော့တာပေါ့လောင်မောင်ဆိုသူကလည်းကလွန်ရွာလူကြီးရဲ့တူတော်ဆက်သူဖြစ်တယ်လို့စာပေကြော်မော်ဆရာတော်ကြီးရဲ့တူတော်ဆက်သူလည်းဖြစ်ပါတယ်ဆရာတော်ကြီးကလည်းလောကီကိစ္စရဲ့အများကိုဝင်ပါခြင်းမရှိတော့ဘဲနဲ့တောရကြောင်းစောက်တည်ပြီးတော့လဲတရားအားထုတ်နေတော့လဲသူ့ရဲ့နာမည်ကုန်သတင်းကလည်းကလွန်ရွာလေးနဲ့ရွာလေးချုပ်ဆက်မှာကြော်ကြတာပေါ့ ငါဆရာတော်ကြီးရဲ့တူกว่าဆိုပြီးတော့လှမောင်တခွန်းလောက်ပြောလိုက်တာနဲ့တချို့သောကိစ္စငယ်လေးများလည်းပြီးတာပေါ့ဂျော်လူကြီးရဲ့တူဖြစ်တဲ့အပြင်ဆရာတော်ကြီးနဲ့လည်းတူတော်ဆက်လေးရောလေထို့သောသွေးသားတော်ဆက်မှုတွေကြောင့်လှမောင်လည်းရွာမှာထင်းတိုင်းကျေးကလွန်ရရဲ့မြောက်ဖက်အရက်မှာတီရှိနေတယ်မြင်းပြူရွာနှင်းဝေလို့မြည်ရတဲ့မိမပြူလေးနဲ့လည်းရည်စားတနာဖြစ်ရောင်းနေလှမောင်တယောက်အလုံးများကိုစူးစမ်းလောက်ကင်တာပေါ့မိဘများအမွေဖြစ်ခြံရင်ခဲရဲ့လေယာများတွေမကတခြားသူများရဲ့လေယာများကိုပါတီးစားယူပြီးလောက်ကင်တယ် လမောင်လည်းနှင်းဝေဆိုတဲ့မိန်းကလေးနဲ့ချစ်သူရည်သားဖြစ်မချစ်ခင်ကတော့ပေါ့ပေါ့နေပေါ့ပေါ့စားလူပေါ်ကြောတယောက်ဖြစ်ပြီးတော့လည်းအပေါင်းအသင်းများစွာနဲ့အချိန်ပြည့်တောက်စားရင်မူးနေတာဘာကြီးဖုံကြီးခေါ်ယူဆုံးမှရိုက်နှက်ခံရတာလည်းအချိန်ချင်းဖြစ်ပြီးတော့ဘာကြီးဖုံကြီးကလည်းတော့ရကြောင်းမှသတင်းသုံးတရားအထုတ်သွားသည့်တိုင်လည်းလမောင်ကတော့မိုက်မြဲမိုက်ဆဲပဲနောက်မှာတော့ဦးလေးဖြစ်သူရွာလူကြီးကလည်းဆုံးမှတယ်ဘာဖုံးကပင်လက်ရှောင်သွားသူမလို့ရွာလူကြီးကလည်းမတက်တာတော့အဲ့ဒီလိုနဲ့နေလာရမှာမြင်းပြူရွာနှင်းဝင်နဲ့ရည်သားဖြစ်တဲ့အခါမှပဲတကောင်သာလှမောင်တယောက် အလုံးနဲ့လက်ပြတ်တယ်လို့မရှိတော့ဘူး။သူမိုက်ခဲ့စင်ဟာဆိုးခဲ့စင်ဟာဆိုးဖို့ဆိုးဘက်တပည့်များအဖြစ်လဲသူ့အပေါင်းမှနေပြီးတော့အရက်တောက်ကြတဲ့ကလုံးရွာကစောသမားများနဲ့ရွာနီးချုပ်ဆက်ကကစောသမားများကလည်းကောက်ခါငင်ကနဲ့ပဲတောင်းရအလုံးဝင်လောက်ရတော့ပေါ့။ကစောသမားများကလည်းအယူမရှိဘဲနဲ့တီယူတန်တစောက်ကန်းနေ။အရက်ပုံမှန်တော့ရမယ်၊ထမင်းပုံမှန်စားရမယ်ဆိုရုံနဲ့ကျင်းနဲ့ပြီးတော့လှုပ်အားကများတော့သူတို့မလိုအပ်ရင်လည်းမတောင်းကြ။လူအင်အားကလည်းများတာမလို့လှမောင်းတယောက်သူ့ပိုင်ဆိုင်တဲ့လေယာများကိုနိုင်နိုင်နင်းနင်းနဲ့ လုတ်ကင်နေနိုင်ပြီးတော့လေတခြားသောသူများရဲ့လေယာများကိုပဲအငှားအဖြစ်လုတ်ကင်နိုင်ခဲ့တနေ့မှာတော့သူတို့ကလည်းတင်းကျိုင်းပေးမှရှိတဲ့လှမောင်ပိုင်ဆိုင်တဲ့ရွာကမှနှမ်းကျဲနေရင်းနဲ့လှမောင်ရဲ့အပေါင်းအသင်းများကလည်းရွာတင်းကျိုင်းကုန်းကိုကြည့်ပြီးပြောတာပေါ့အော်စီအေးပြောလေဗာလေရက်တော့ချင်းနေလားကွာမဟုတ်ပါဘူးဗျာအကြံလေးတစ်ခုပေးခြင်းလို့ပါအပြောပါအောင်ကွာကြောက်ကြဘူးတာတော့လူသေးလို့မြင်မြို့ရင်မြေဩဇာဖြစ်တယ်ဆိုအေးအဲ့ဒီလိုပြောကြတာပဲလေဟာလားဆိုရင်တော့ပွားတာပဲဗျာ လမ်းမောင်တဲ့အဖွဲကလည်းတင်းချိုင်းဘေးကယာခွက်ကိုလည်းတစ်တက်ချရနေရနေတစ်ပင်အောက်မှာခဏနားနေချိန်မှာတော့လမ်းမောင်ရဲ့တပည့်တယောက်ကလည်းထိုးသွိုးပြောလာတာပေါ့အဲ့ဒီနောက်နောက်ထပ်တပည့်တယောက်ကလည်းပထမအကြံပေးတဲ့တပည့်ရဲ့စကားကိုထောက်ခံပြောလိုက်တယ်အဟုတ်တယ်အားစီလူတွေသိရင်မြေဩဇာဖြစ်တယ်ဆိုတာလေဩအေးကွာငါလည်းကြားဘူးလားမင်းတို့ကဘာလို့အဲ့ဒါတွေပြောနေရတာဩအားစီဒီနှစ်နှမ်းစည်းကကောင်းပါဆိုတာပဲဗျအဲ့ဒါဟိုအသင်းချိုင်းထဲမှာနှမ်းကျဲပါလားဗျနှမ်းတော်တော်ကောင်းပါအေး ။ဟောမင်းတို့ကျန်လည်းတဲကြီးလာပါလား။ကြီးရမယ်လေဗျာ။အာစီကောင်မလေးကလည်းတင်တောင်းခိုင်းတာနဲမှမနေတာ။ကျုပ်တို့ကပါရမီဖြည့်ပေးရမှာပေါ့။ဟောအေးကွာ။မင်းတို့ပြောလည်းမစိုးဘူးကွာ။ငါဦးလေးကိုပြောကြည့်လိုက်အောင်။အာအာစီအဲ့ဒီလိုသွားပြောနေတော့ရမှာမဟုတ်ဘူး။ကျုပ်တို့ကလည်းအာစီဦးလေးကိုပြန်မလှန်နိုင်မဲ့ရုပ်ဝတ်ဖဲလေးတွေရှိ။ဟောမင်းတို့တွေကတက်ကြွနေပါလား။ဟောအာစီရဲ့မင်္ဂလာဆောင်ကိုမြင်မြင်နှွှဲချင်နေပြီလေဗျာ။အာစီစကားတိုင်းမယ်နော်အဲ့ဒီအချိန်ကျရင်နိုင်ငံခြားအရေးတက်ရမယ် အေးပါကွာအေးပါအေးပါမင်းတို့ကဆက်ရထက်တန်နေရဆိုလေချကွာအဲ့ဒီလိုနဲ့လှမောင်တို့ကလည်းရွာသိန်းချိုင်းကိုလည်းနှမ်းကြည့်ရင်အတွက်တောခုတ်ချင်းထဲထိုးချင်းထဲဝင်များတဲ့နေရာတွေမှာ ပေါက်တူးနဲ့ပေါက်ချင်းအမှုများကိုပြုလုပ်တာပေါ့အဲ့တော့မြင်သွားတဲ့ရွာသားများကလည်းမကြည့်ဘူးရပဲနဲ့ဦးလေးဖြစ်သူရွာလူကြီးထံကိုသွားရောက်တိုင်ကြတယ်လို့သတင်းရခုချိန်ဒီလည်းဦးလေးဖြစ်သူရွာလူကြီးကလည်းရောက်မလာသေးဘူးလှမောင်တို့ကတော့ခဏနားနေနေနဲ့အုတ်ကူပေါ်မှာတစ်ခွက်တစ်ဖလားချနေတဲ့ချိန်ရွာလူကြီးကလည်းရောက်လာတာပေါ့လှမောင် မင်းရတော့ကွာငါနဲ့ဆရာတော်ရဲ့တိတ်ခါကိုချနေရလားကွာဦးလေးရဘာလို့ပြောနေရလဲဗျလာထိုင်ပါဦးဗျာတခွတ်တဖလားဝင်းချသွားသမ်းပါအာမင်းတို့စီလာတာလဲရက်တော့ဖို့မဟုတ်ဘူးကွာတင်းញိုင်းနဲ့နှမ်းကျဲတဲ့ကိစ္စဆက်မလုပ်ဘူးရက်လိုက်တော့ကွာမင်းတို့ကောင်းနေကွာမကြောက်မလန့်နေဟာဗျာလူသွင်းမြေဩဇာဖြစ်တယ်ဗျတင်းញိုင်းနဲ့နှမ်းကျဲတော့ပိုကောင်းတာပေါ့ဦးလေးကဘာဖြစ်နေလဲတင်းញမ်းချုံနဲ့ပိတ်ပေါင်းနေထူထပ်နေတာကိုတကယ်ဆိုရွာလူကြီးဖြစ်တဲ့ဦးလေးကကျုပ်တို့လှုပ်အားကတောင်းတောင်းပေးတယ် ကြည့်ပါဦးဗျာတင်းညာနှန်းကင်းလေးနဲ့ဘလောက်တောင်လှလိုက်သလဲအပွင့်လေးမြောက်ပွင့်လို့တော့ตาရတဲ့တင်းညာလေးဖြစ်လာမှာဗျာဟောဟေးကောင်လှမမင်းပေါက်ကြရတယ်မပြောနဲ့ကွာရော်လူကြီးကလည်းသူ့ရဲ့တူတော်မောင်ငုံငန်းလိုက်တာပေါ့တို့ဟောင်မှာတော့လှမောင်နဲ့အတူထိုင်နေတဲ့တပည့်ကြောင့်များကလည်းသူတို့ဆရာသမားဖြစ်သူရဲ့စကားကိုဝိုင်းဝန်းထောက်ခံကြယောလူကြီးရလေဗျာကို့တူလေးကောင်းတာလုပ်နေတာကိုဂုံယူလိုက်စမ်းပါဗျအခုကျုပ်တို့အာစတီလောက်တာလဲကုသူလေးရဝမ်းလဲဝဗျာ ဒီတင်ညာကြီးမရှင်းလင်းမဲ့ထားတာဘလောက်ကြာပြီလဲကျုပ်တို့ဆိုရင်လည်းတစ်ပင်နေခေါ်တာလက်တွေတောင်ပြုတ်တော့မယ်ဟုတ်ပါဗျာတည်တဲ့သူတွေဒီတော်ကြီးထဲမှာနေနေရတာဘလောက်ကြာပြီလဲဗျာအခုမှပဲသူတို့ရှင်းရှင်းလင်းလင်းနေရရော်လူကြီးကလည်းသူ့ကိုဝိုင်းပြီးစကားဆုံနေကြတယ်လှမောင်နဲ့အပေါင်းပါတွေကိုလည်းတစ်ချက်ကြည့်လိုက်ပြီးတော့လေဟေးကောင်းလေမင်းတို့အခုလုံနေတာကိုရက်အမေကွာဒါငါကလုံးရွာလူကြီးရဲ့အမိတ်မယ် ရွာလူကြီးကလည်းခက်ပြက်ပြက်စကားဆုလိုက်တာနဲ့လှမောင်းလည်းတစ်ချက်ပြုံးအုတ်ကူဝါဆင်းသွားပြီးတော့ရွာလူကြီးရှေ့မှာမျက်နှာချင်းဆိုင်ရက်လိုက်တာပေါ့။ဦးလေးကျုပ်တို့အခုလုံနေတာတွေကိုမရက်ခိုင်းပါဘူး။ဟေးကောမင်းကငါတူဆိုပေမဲ့ငါဆိုတဲ့ကောင်လည်းကြောသားရင်သားခွဲခြားတဲ့ကောင်မဟုတ်ဘူးကွာ။မင်းတို့ဆက်လုံနေမယ်ဆိုရင်ငါရွာလူကြီးတယောက်ရဲ့လုပ်ပိုင်ခွင့်ကိုသုံးပြီးတားဆီးရမှာပဲ။ဟာဦးလေးကကို့တူကိုဖမ်းခိုင်းမှုမျိုးကတ်ထီသွားတိုင်လို့လား။ဟေးကောအပေါ်ဒီမပြောနဲ့။မင်းလောဘကြီးတာများနေပြီ။ဒီတစ်ခါတော့ငါခွင့်မလွတ်နိုင်ဘူး။ ဥလီခွင်းပြူရမှာပါအေးကောင်တင်ဝင်းဆိုတဲ့ငါလည်းစကားကိုနှစ်ခါမပြောဘူးကွာအင်းမဥလီကမလောက်ခိုင်းမှုဆိုတော့လေတောင်ဘက်ရွာအေးကောင်နေရွာနေမယ်ပါဟောဆန်းအိုင်လေးအစိလမ်းမောင်တရဥလီဖြစ်သူနဲ့စကားဆိုနေနေနေအပေါင်းသမီးကိုလှမ်းမိလိုက်တာပေါ့ရွာလူကြီးကလည်းဆန်းအိုင်လို့နာမည်ကြားတာနဲ့တင်မျက်စိမျက်နှာတွေပြက်စာပြူလာပြီလေအဲ့ဒီနောက်လှမောင်ကလည်းသူ့ရဲ့ဥလီရွာလူကြီးကိုလည်းကဲခတ်ကြည့်လိုက်ပြီးထပ်ပြောတယ် စမ်းအိမ်ကကြော့ကြော့ဆိုတဲ့ကောင်မလေးကဥလေးအိမ်ကိုလာခြင်းနေတာတဲ့ဗျာအဲကျုပ်ဥလေးမိန်းမနဲ့တွေ့ပေးလိုက်ရမလားဟာဟဲ့ကောင်လေးမင်းတို့တွေဒီကိစ္စဘယ်လိုသိရလဲကွာဥလေးရာအဲ့ဒါတွေပြောမနေပါနဲ့တူပြီးချင်းချင်းပဲဥလေးသာကျုပ်လို့တွေကိုဝင်မလျှော့ရင်ဘာမှမဖြစ်ဘူးဖြစ်လာတဲ့ပြဿနာကိုဒီကတူကြီးကကုတောင်ရှင်းပေးအောင်မင်းမင်းကွာဘယ်လိုလဲဗျကျုပ်တို့တောင်းအောင်ပါလားအေးမင်းတို့ကအနိုင်နဲ့ပိုင်းတော်လဲငါပါတတ်နိုင်တော့မှာလေဒီတစ်နှစ်ပဲနော် အင်းမဦးလေးယာကျုပ်တို့ကလည်းလှုပ်လက်စကြောင်းနဲ့ဆက်လုံနေနောက်နှစ်မလှုပ်ပါဘူးဗျဦးလေးယာရောဘယ်နှစ်နှစ်လဲဟာဟဲ့ကောတော်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 ဒီစကားဒီမှနေရက်ကွာငါသွားပြီရော်လူကြီးကလည်းစိတ်မလုံတာကြောင့်စကားဆက်မပြောတော့ဘဲနဲ့လာမောင်တို့လူစုကိုနှုတ်ဆက်ပြီးတင်းကျင်းကုန်းလေးကနေထွက်သွားတာပေါ့ကြံခဲ့တဲ့လာမောင်တို့လူစုကတော့တင်းကျင်းကနေပြန်ထွက်သွားတဲ့ရော်လူကြီးကိုကြည့်ပြီးတော့ရီမောလို့နေခဲ့ကြကလွန်ရွာလူကြီးရဲ့အိမ်မှာလည်းရွာသားများနောက်တစ်ကြိမ်ပြန်လဲစုယုံရောက်ရှိနေတာပေါ့ တန်ရပေါ်မှာထိုင်နေတဲ့ရွာလူကြီးနဲ့ယမရပါများကိုကြည့်ပြီးတော့လေတချို့သောအမျိုးသမီးများကလည်းမကျင်မနဲ့ပြောလာရွာလူကြီးရှင့်တူမလို့လမောင်လောက်တော်ကိုမျက်ွယ်ပြုတ်ထားလာလားအာမသိမြင်ခမထင်းရလေးရှောက်ပြောမနေနဲ့အဲ့ဒီအကောင်ကြုတ်တယ်မဟုတ်ဘူးကြုတ်အကိုဖုံးကြီးတောင်မှထိမ့်လို့မနိုင်ဘူးအတူဒီလိုလောက်တာကြုတ်လို့ရွာဒုက္ခရောက်နိုင်နေတော့နောက်ဝင်တဲ့မသိမြင်ရဲ့စကားကြောင့်ရွာသားများလည်းလှုပ်လို့ရှာရှာဖြစ်လာတာပေါ့ဟာမသိမြင်ကနောက်ဝင်တယ် သူပြောတာတွေကအမြင့်မှန်နေတော့ဒုက္ခပါပဲရွာလူကြီးကလည်းသူ့တူဘက်ကဆိုတာအတိအသာကြီးပါတော့ဒီကိစ္စရွာဦးเจ้าကဆရာတော်ကိုသွားရှောင်ရင်မကောင်းပေဘူးလားမဖြစ်ပါဘူးဆရာတော်ကလောကီရေးရာတွေကိုသူ့စီကိုမလျှောက်ဖို့လဲမိန့်ထားတယ်လေอืมခက်ပါပြီရမီရဖာတွေကလည်းရွာလူကြီးစကားပြီးရင်ပြီးတဲ့သူတွေမလားရွာသားများကလည်းအချင်းချင်းတယောက်နဲ့တယောက်မကြင်မနဲ့เจ้าကိုလည်းတီးလို့ရေရွတ်နေတာပေါ့ရွာလူကြီးကလည်းသူ့ရဲ့အားနည်းချက်ကိုဖော်ထုတ်ပြီးတော့လည်းအကြက်ကင်ခံထားရတာမို့လို့ မြည်သည့်နီးနဲ့ပဲဖြစ်စေလှမောင်တို့ခွင့်ပြုရမှာဖြစ်တယ်။အဲ့ဒီနောက်မှာတော့ရွာလူကြီးရဲ့မျက်နှာမှာလည်းပြန်နေတဲ့ချွေးများကိုလက်ဖမိုးနဲ့တုတ်လိုက်ပြီးတော့လည်းမကျင်မနဲ့စကားသံများကြဲမလာခင်မှာဝင်ရောက်ပြောဆိုလိုက်တယ်။ကြယောသားတွေခဏနားထောင်ကြပါအောင်ကျုပ်ပြောစရာရှိတယ်။လူကြီးစကားပြောမယ်တဲ့တိတ်တိတ်နေပေးလိုက်ကြအောင်။အချင်းချင်းသတိပေးသားများကြောင့်လည်းပတ်လို့ရိုက်နေတဲ့ရွာသားများကတော့တိတ်ဆိတ်သွားတာပေါ့။ထိုအခါမှာရွာလူကြီးကလည်းချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့လေလေးတန်ခတ်မှမှနဲ့ပြောလိုက်တယ်။ ကျုပ်တို့လှမောင်းရွာသိန်းကြီးမှာနှမ်းကျင်းနေတာကိုကျုပ်အနေနဲ့မတားနိုင်ဘူး။ခမည်းတော်တွေကတားနိုင်မယ်ထင်တဲ့သူတွေသွားတားကြ။ကျုပ်ကြင်ကြင်နဲ့နဲ့နဲ့ခွင့်ပြုတယ်။ရွာလူကြီးကထိုးဆိုးစကားဆိုလိုက်တဲ့အခါမှာရွာသူရွာသားများကလည်းမြည်တော့မှခွန်းတော့မပြန်တော့ပဲအချင်းချင်းမကျင်မနှမ်းနဲ့တီးလို့ပြောကြတာပေါ့။ဟေး။သူတော်ပြောလို့မရတော့ဘူး။သူကဘလို့လို့ပြောရမှာလဲ။လှမောင်းဆိုတဲ့ကောင်ကလည်းကစောသမားတွေနဲ့နင်းနေတာ။ဟုတ်ပါ။သူတော်မပြောရဲပါဘူး။ရွာသားများလည်းလှမောင်းအကြောင်းကိုသိတဲ့သူများပြီပြီ။ရွာလူကြီးပြောလာတဲ့ ။မြည်သူမဆိုတားနိုင်နဲ့ဆိုတဲ့စကားကိုလည်းဘယ်သူမှလည်းဂရုမပြုကြတော့။သို့ပေမဲ့လည်းတချို့သောလူတွေများတော့လှမောင်ကိုကြောက်တယ်လို့မထင်မှတ်စေလိုပဲအတွက်လည်းအနှဲငယ်အမောက်ထောင်ပြတာပေါ့။အလှမောင်ကိုတားလို့တားမြခင်ကြောက်တော့လက်ပါမှာ။အဲ့တော့ရောရွာလူကြီးအနေနဲ့တာဝန်ယူနိုင်ရဲ့လား။ရတယ်ကွာ။မင်းတို့လှုပ်ချင်သလိုသာလှုပ်။ဘာပြဿနာမှမဖြစ်စေရအောင်။မင်းတို့ဖြစ်ခဲ့ရင်လည်းငါတာဝန်ယူမှာမဟုတ်ဘူးနော်။ချင်းလျှောက်တယ်လို့လို့သတိပေးတယ်လို့လို့ပြောလိုက်တဲ့ရွာလူကြီးရဲ့စကားကြောင့်လေအမောက်ထောင်ခြင်းနဲ့ရွာလူငယ်များကလည်းအချင်းချင်းလက်တို့ ရွာလူကြီးရဲ့စကားကိုလည်းခွန်းတော့မပြန်ရေးကြတော့တို့ချိန်မှာတော့ရွာလူကြီးရဲ့အိမ်ထဲကိုလည်းလှမောင်နဲ့သူ့ရဲ့နောက်လိုက်နောက်ပါများဝင်လာတာပေါ့အဲဒါကြောင့်လည်းရွာသူရွာသားများကလည်းလှမောင်တို့ကိုကြည့်နေလှမောင်ကလည်းဟေးကောင်းဟန်ကောင်းနဲ့ရွာလူကြီးထိုင်နေတဲ့တန်းရညီကိုသွားပြီးတော့လည်းပြောလိုက်တာပေါ့ဦးလေးကြုံနှမ်းကျဲတာကိုဘယ်သူတွေတောင်းနေရလဲတောင်းတဲ့သူမကျင်တတ်တဲ့သူတွေရှိရင်ပြောခိုင်းလိုက်ပါဟေးကမင်းကရွာသားတွေကိုမိုက်ကြီးခွဲနေရလားအမဟုတ်ပါဘူးဗျာမကျင်တတ်ရင်သူတို့တွေလုံမလားလို့မေးမလို့ပါ ျုပ်တို့တော့ခုတ်ခါလေးပဲပြန်ပြီးပါဗျာလောင်မောင်ရဲ့စကားကြားတဲ့အခါမှာရွာလူကြီးကလည်းမတိမတာပြောင်းလိုက်တာပေါ့အဲ့ဒီနောက်ချောင်းတစ်ချက်ထပ်ဟန်းလိုက်ပြီးတော့လေကဲကဲကဲရွာသူရွာသားတွေခမရတို့ရှေ့မှာလှမောင်ရောက်နေပြီသူပြောတာကိုလည်းခမရတို့ကြားမှာပေါ့သူလောက်တာမကျင်တဲ့ဘုခမရတို့လှုပ်ရှင်နေဆိုရင်လည်းတော့ခုတ်ခါပြန်ပြီးပါရဲကဲလှုပ်ရှင်တဲ့သူတွေပြောလိုက်လေရွာလူကြီးရဲ့စကားဆုံးသွားတဲ့အချိန်ရွာသူရွာသားများထပ်ဟန်းနေစကားပြန်မရတာကြောင့်လေအချိန်မျိုးစောင့်ကြည့်ပြီးလှမောင်ကလည်း အခင်ဗျားတို့မလုံးနိုင်ဘူးဆိုရင်လည်းကပြက်ကရက်တော့မလုံးကြနဲ့ပေါ့ဗျာကျုပ်ကလည်းအလုတ်ကအားရမဟုတ်ဘူးဗျဒီမှာစုဝေးပြီးထိုင်နေမဲ့စားမြက်သွားရိတ်တာမှခင်ဗျားတို့အတွက်မွေးထားတဲ့ကျွင်းသွားတွေအတက်ပါအကျိုးရှိအောင်အမြင်မှန်ရစေခြင်းနဲ့ဗျာလမ်းမောင်လည်းအထက်စီးဆန်ဆန်ပြောလာတဲ့စကားကိုရွယ်တူလူရွယ်တချို့ကလည်းမကျင်တတ်ကြတော့လဲလှမောင်ကနေတဲ့စားမဟုတ်တာကြောင့်လည်းငြိမ်ခံနေရအဲ့ဒီလိုနဲ့ရွာရဲ့တင်ဆိုင်ထဲမှာနှမ်းကျတဲ့လှမောင်ရဲ့လှုပ်ရက်ကတရားဝင်ဖြစ်မှန်းမသိဖြစ်သွားတော့တာပေါ့အော်စတီးရောပိုင်နေဗျာ ရွာသားတွေဘာမှကိုမပြောနိုင်တော့ချီပြီးတုတ်ပြီးဆိုတာဒါကိုပြောတာထင်မှာအေးဟုတ်တယ်ကွာတို့ကစတီကတော့တကယ်မိုက်တယ်ကွာညနေနေဝင်ကြီးတရောချိန်ဖြစ်ပါတယ်ပြောင်းရှင်းနေအောင်ခုတ်ထင်ထားတဲ့နှမ်းထည်ကြီးထိုးထားတဲ့တင်ငိုင်ဝင်းထဲမှာရှိတဲ့အုတ်ဂူကြီးနှလုံးပေါ်မှာထိုင်နေကြသူများထမ်းနေစကားသံနေပေါ့သူတို့ကလည်းရက်ပလင်းများကိုလည်းအုတ်ဂူပေါ်မှာထောင်ထားကြပြီးတော့အမီးများကိုလည်းထိုးအုတ်ဂူပေါ်မှာတင်တင်ထားပြန်ပြီးတောက်စားနေကြတယ်ထိုးသူများတော့ခြားသူမဟုတ်ပါဘူးလှောက်မောင်နဲ့သူ့ရဲ့အပေါင်းပါတယ်သူတို့ကလည်းလှောက်မောင်ကိုချီးကျူးပြီးတော့လှောက်မောင်တိုက်တဲ့အရက်များကိုအားရပါရတောက်နေတာပါ ဒါဒီနေ့အစဉ်ချောလို့မင်းတို့ကိုဂုံပြူတာကွာမင်းတို့ကောင်းနေငါပေါ်တော်တော်တစ္ဆာရှိတာပဲကွာဟာရှိတာပေါ့ဗျာအာစီရကျုပ်တို့ပေါ်မှာကောင်းခဲ့တာဟုတ်ဗျအေးမင်းတို့တွေကိုလည်းပြောနေကြတယ်ကွာသိလားဟောဘယ်ကောင်းနေကပြောရလဲအာစီကျုပ်တို့သွားပြီးတော့ရိုက်ပြရဖြေးဖြေးလုံးကြပါကွာမင်းတို့ပြောတာမင်းတို့မိပါလေလေအိမ်ကအလုပ်ကိုတော့မင်းတို့ကကူမလို့ပဲနဲ့ငါအိမ်မှာထမင်းစားကျွန့်ခန်းနေတယ်လို့လေရွာထဲမှာလိုက်ပြောနေတယ်တဲ့ကွာဟောအဘနဲ့အမတို့ကလည်းဘာလို့ရှောက်ပြောနေပြန်ပြီလဲမသိတော့ပါဘူးဗျာ ရိုက်မယ်လို့ကျောင်းဝသူများကလည်းမိဘများကပြောတယ်ဆိုတာသိသွားတဲ့အခါမှာလက်အိုလေးများချီပြီးကြောက်လိုက်ကြသည်အယက်သမားဖြစ်ရင်ကစားမိဘများကိုလေးစားသမှုရှိသည်ရလေအခုရွာလေးကလူတိုင်းလိုလိုပေါ့လူငယ်တဘာဝစိုးလိုကစိုးမယ်မိုက်လိုကမိုက်မိဘများကိုတော့သူတို့ပြန်လဲပြောဆိုခြင်းမရှိကြလမ်းမောင်ရဲ့တပည့်များကလည်းမိဘများကိုစီရှိကြပြီးတော့လဲပိုင်းရပိုင်းနေပေါ့။သို့ဝိမဲ့လည်းသူတို့ကလည်းမိဘရဲ့လက်ငုံလည်းရဲ့လုံများကိုမလုတ်ကင်မဲနဲ့လမ်းမောင်ရဲ့လုတ်ကိုသာအားကျိုးမှန်တမ်းနဲ့ကူလုတ်ပြီးနေကြ။ထို့သောလုတ်ကင်နေခြင်းကလည်းအကြောင်းရှိပါလေ။သူတို့ကလည်းအရဲတောက်တဲ့အခါမှာမိဘများ ပြစ်တင်ပြောဆိုပြီးတော့ရက်ဖို့မပေးကြဘူးထို့သောချိန်မျိုးမှာလှမအောင်လေသူတို့ပေါ်မှာစိတ်ရင်းနဲ့ပေါင်းပြီးတော့နှစ်ပေါင်းများစွာတိုင်အောင်သူ့ရဲ့အိမ်မှာပင်အိတ်အိမ်မှာပင်တောက်အိမ်မှာပင်စားစီတာပေါ့ထို့သောချိန်များမှာလည်းရက်သမားများကလည်းမိဘများသူတို့ရဲ့သားဖြစ်သူအိမ်ပြန်မလာရင်ကောင်းတယ်စံကုံမြေလေးလို့ပြောဆိုတတ်ကြပြီးတော့တခါတလေအိမ်ပြန်လာတော့ပင်မကျေမနပ်ဖြစ်ကြတယ်လှမအောင်တယောက်ကလည်းအလုံများကိုစူးစမ်းလောက်ကင်လာကြည်မှာတော့လှမအောင်ရဲ့တပည့်များကလည်းသူတို့ဆရာနီးတူအလုံးတူတူစူးစမ်းနေတဲ့အနေနဲ့မိဘများအနေနဲ့အိမ်ပြန်လာစေခြင်းကြတာပေါ့တို့ရင်မဲ့လည်းတယောက်မှလည်းပြန်မလား လမ်းမောင်ရဲ့အိမ်မှာသာဆက်လက်နေထိုင်ပြီးတော့လုပ်ကင်စားတော့ကြအခုလဲလှုပ်ကြိုးစားနေတဲ့သားမျိုးကိုပြန်လာစေချင်တာကြောင့်လမ်းမောင်ရဲ့အိမ်မှာထမင်းစားကြုံကန်လုပ်နေတယ်လို့အရက်ထဲမှာပြောကြတော့လဲလမ်းမောင်ကလည်းသူ့ရဲ့တပည့်မျိုးကိုပြန်လဲပြောတာပေါ့ထိုအခါမှာတပည့်ကျော်များကလည်းတယောက်တစ်ပေါင်းနဲ့ပြောကြမိဘဆိုတော့ပြန်ပြီးတော့တိုက်ခိုက်ပြောဆိုလို့မကောင်းဘူးမလားအာစီရေဒီဟုတ်တယ်လေကွာအဲ့တော့မျိုးကလည်းပြန်ပြောလို့မကောင်းဘူးမင်းတို့ပြန်နေချင်တယ်ဆိုရင်လည်းပြန်ပါငါမတားပါဘူးစိတ်လည်းမဆိုးပါဘူး ။ဟာပြန်မပြောဘူးဆိုတာနားထောင်မဲ့သဘောပြောတာမဟုတ်ပါဘူးအာစီယာ။ပြန်မပြောနားမထောင်နေမယ်လို့ပြောတာ။အဟုတ်တယ်ဗျ။ကျုပ်ကတော့အာစီနဲ့နေရတာပြောတယ်ဗျ။အာစီသာမိမရသွားရင်ကျုပ်တို့ပြစ်မထားနဲ့ဘူး။ဟာဟဲ့ကောင်ရ။မိမမိမမင်းတို့ကမင်းတို့မတူဘူးလေကွာ။ဟောကျုပ်တို့ခုကြားဖြတ်မေးပြရသေးဗျ။အရက်တစ်ခွက်ငှင်းနန်းနဲ့ပြောလိုက်တဲ့တပည့်တယောက်စကားကြောင်းလှမောင်းလေကဲဆိုကြီးမေးကွာဗာမေးမှလေတခြားတော့မဟုတ်ပါဘူးအာစီလူတွေသိရင်ဘယ်နှမြုံမှလေ ကျုပ်တို့ကအပြည့်ကျင်းပါဆိုတော့လေ။ဩနှမ်း3လလောက်ဆိုသိမ့်ပါပြီကွာ။ဒီကြားထဲတည်ရင်တော့လေနှမ်းမိနေကြတယ်မြုပ်ခမ်းရမှာပေါ့။ကျင်းတူးရင်လေတို့ကိုယ်တိုင်လိုက်တူးပေးမယ်ကွာမဟုတ်ဘူးလား။ဟာအဲ့ဒါကောင်းနေဗျ။ရွာထဲအကောင်တွေကပြောမရဘူးမလိုဘဲဖိနေဖြက်စီးရင်ဖြက်စီးမှာ။အေးဟုတ်တယ်။ရွာထဲအကောင်တွေကလည်းတိတ်ယုံရတာမဟုတ်ဘူး။အတူပါရှိရင်တို့ဘာသာပဲမြေတူးပေးမယ်ကွာ။လက်မောင်နဲ့သူ့ရဲ့တပည့်များကလည်းတော်တော်ကိုတိုင်ဖောက်ညီတာပေါ့။သူတို့တွေးသည်ကတော့အကယ်၍နှမ်းမိနေကြီးလာတဲ့ချိန်အတူပါရှိရင်ညီချောက်ကိုနေရအောင်တွေးပူနေကြ။ အဲ့ဒီနောက်လမောင်နဲ့တပည့်ကျော်တွေကလည်းအရက်တော့မူရစ်တော့စားပြီးတော့လေအလို့အကြောင်းနဲ့မိမအကြောင်းများကိုလည်းမူရစ်ယူဝင်နေတဲ့ကြားကနေစကားတွေဖောင်ဖွဲ့ပြောနေတာပေါ့အချိန်တော့လည်းတပည့်ပြေကြာညောင်းလို့လာခဲ့ပါလေလမောင်ဆိုင်ပြိုးထားတဲ့တင်ချိုင်းတွေကနှမ်းကင်းကလည်းကောင်းကောင်းမွန်မွန်နဲ့ကြီးထွားလာခဲ့တလားလောက်ကြာမြင့်တော်ပြီဖြစ်တဲ့ခါမှာတော့တင်ချိုင်းတွေနှမ်းကျဲတဲ့ကိစ္စကိုလည်းဘယ်သူမှဂရုမစိုက်တော့အဲ့ဒီလိုနဲ့တရက်မှာတော့ရွာလေပိုင်းကဒေါ်ဝင်းလို့အမည်ရတဲ့မျိုးသမီးတယောက်ဆုံးပါတော့တာပေါ့ထိုးထွက်လဲမြေချောက်ဖို့ဖြစ်လာတဲ့ချိန်လမောင်ရဲ့တပည့်တွေကလည်းမြေချင်းသွားတူပြီး အေးကောင်းလေနှမ်းပါတဲ့နေရာတူးကြနော်အာဒီနာနေရာဟောင်းကြီးထင်နေဟောင်းဟောင်းကွာနှမ်းနေမပြတ်ဖို့အရေးကြီးတယ်အဘွားတော်ကအရက်ဘလောက်ရှိလဲကွာအာခတ်ဖို့ဖို့ပဲကွာဒါလောက်ဆိုရင်ရတော့တယ်အေးအေးတူးကွာတူးကွာလမ်းမောင်ရဲ့တပည့်များကိုလည်းကြံတဲ့သူများလည်းဘာမှမပြောရတာကြောင့်သူတို့လောက်ကင်နေသည်ဟူသာကြည့်ပြီးတော့လိုအပ်တာတွေကိုကူညီပေးတာပေါ့မြေတူးတဲ့ခါမှမြေသားများကိုလည်းနှမ်းမေုံမဖုံးမိစေရန်ပြောဆိုနေကြဟေးကောင်းလေအာမြေကိုဖြည်းဖြည်းပဲတင်ကြပါကွာဟိုဘက်ရောက်ရင်နှမ်းနေဖုံးကုန်တော့ မင်းတို့ဟာလေကွာမြေတူးရတာပြင်မှန်းပါလေဆိုမှအကုန်သတိထားနေရတာပဲအာသတိရမှာဘောဟာနှမ်းတဲ့ပြင်ဖြစ်ဖို့ကလွဲလို့လားအရင်တော့ကြံတဲ့လှမောင်ရဲ့တပည့်များလည်းအတုပလာချသူများကိုနှမ်းမြင်များကိုမနှိမ့်မိစေရန်ဂယုဆိုင်ခိုင်းမြင်တာဗောအာဟိုတယောက်လမ်းကြောင်းတဲ့တဲ့ပဲရှောင်းတော့အဲ့ဒါကြောင့်မင်းကိုပြောတာတင်းချိုင်းအဆက်မှာပဲမြုပ်ခိုင်းလိုက်ရင်ဒီဘက်ကိုလူတွေလာစရာမလိုတော့အာအဲ့ဒီနာမြုပ်ရင်အပင်ကောင်းနေပါကုန်မှာဗောငတူရဲ့ဟွန်းဒီဘက်ကိုလူအောင်နဲ့လမ်းလျှောက်တော့ဘယ်လိုလုပ်မလဲ ။အော်အပင်ထူးတဲ့နေရာတွေကနေရှောက်ခိုင်းလိုက်ကွာ။မွန်မီတာဖြစ်တာပေါ့။တော်တော်ကိုမလွယ်တဲ့လှမောင်ရဲ့တပည့်များဖြစ်ပါတယ်။သူတို့နှမ်းငယ်မပြည့်စည်အောင်လို့ဖက်ဖက်ကနေကင်တွေဖြည့်ရှင်းနေကြ။ညမကြတော့တဲ့ချိန်မှာတော့မြေချင်းတူးနေတဲ့သူများလည်းလှမောင်ရဲ့တပည့်များကိုစကားလှမ်းဆိုတာပေါ့။ဆိုကြီး။အာဒီမှာအခောင်းကြီးပေါင်းရည်တယ်ကွာ။နေရာဟောင်းကြီးကွာ။လူကြီးတွေကလည်းဒီနေရာကိုတူးခိုင်းမှာမဟုတ်ဘူး။ဟောအဲ့ဒါများလွဲပါလေကွာ။ဒီအဟောင်းကိုလည်းနှမ်းငယ်နဲ့လွတ်တဲ့နေရာမြုပ်လိုက်ပေါ့ကွာ။အော်မင်းတို့ကောင်တွေကတော့တော်တော်ဟုတ်တဲ့ကောင်တွေပဲကွာ။ မြေပုံတွေကိုတောင်မှထယ်ထုတ်ပြစ်တာ哦။ဩအုပ်ကူတွေတောင် ဖြိုပြစ်ချင်တာကြာမကောင်းလို့။အာအဲ့ဒါတွေပြောမနေနဲ့ကွာ။အခုလုပ်တဲ့ကိစ္စကိုဘယ်သူမှပြန်မပြောနဲ့။မင်းတို့အတွက်လူတွေသေးမရှိငါတို့စီစဉ်ပေးမယ်။လမ်းမောင်ရဲ့တပည့်များလည်းရွာထဲကမြေချင်းလာတူးတဲ့သူများကိုထိုးထိုးပြောလိုက်တော့အရေးကြိုက်တဲ့ရွာသားများဖြစ်နေတာကြောင့်လေထွေထွေထူးထူးညှိစရာမလို။အဲ့ဒါကြောင့်ဆွေးမြေ့နေတဲ့အခောင်းနဲ့လူရိုးများကိုတည်ထုတ်တင်းကျိုင်းနဲ့လေခွင်းအဆက်တင်ရမှာမြုပ်လိုက်တာပေါ့လုပ်ငန်းဆောင်သားတွေပြီးသွားတဲ့အခါမှာတော့အတုဝချားမဲ့သူများအလာကိုစောင့်ရင်းနဲ့နေအုပ်ကူပေါ်မှာထိုင်လိုက်ကြပြီးတော့ လမောင်ရဲ့တပည့်များဝယ်ထားတဲ့အရက်များကိုလည်းမော့တော်ရင်ပြောနေကြ။ဟာမင်းတို့ဆရာလမောင်လည်းမတွေ့ပါလားကွ။ဩသူ့ကြီးစားနဲ့တော့တည်တယ်လေဗျာ။ဟာဒီကောင်တော်တော်ချိုးပြောင်းသွားတာပဲ။အခုဆိုရင်ချစ်တီးလက်သက်တောင်ဖြစ်နေပြီ။အချစ်ရဲ့တကိုးတွေပေါ့ကွာ။ဟာအရက်သမားအမှုရစကားတွေထွက်နေပါလားဟာ။မင်းတို့ကလည်းကွာဘူဘူးချင်းတင့်နေလားစားနေပြန်ပြီ။မင်းရောအရက်သမားမဟုတ်လို့လား။အမတူဘူးကွာ။ငါတောက်နိုင်စားနိုင်မင်းလိုထမင်းစားကြွန့်ခံမှရက်တော့တယ်ကောင်မဟုတ်ဘူး။ လမ်းမောင်ရဲ့တပည့်ဆိုကြီးနဲ့ရွာတွေကမြင်းစိန်တို့စကားများနေတာပေါ့အရက်ကလေးနေနေဝင်လာနဲ့မင်းပါကောင်းလဲငါပါကောင်းလဲဖြစ်ကြအေးမနေနေတဲ့သူများကလည်းသူတို့နှစ်ယောက်ကိုလည်းဝိုင်းတားရမယ်စာသူတို့ကလည်းမြောက်ထိုးပင်ကိုမြင်းစိန်ပြောတာမှန်တာပဲလောင်မောင်တပည့်မင်းတို့တွေကထမင်းစားကျွန့်ခန်းနေအေးကောင်နေမင်းတို့ကောင်နေစော်ကားနေရများနေပြီနော်ငါတို့နဲ့ငါတို့အာစတီကိုရန်တိုက်နေရလားဟာစူကြီးမင်းတို့ကောင်နေကအုပ်စုဖွဲ့ပြီးမှမရဲတာမလားတယောက်တည်းမှရဲလား မြင်းစိန်ဆိုတဲ့ငါကလည်းခွေးအရီလိုအုပ်စုဖွဲ့ပြီးတော့မိုက်ရဲတာမဟုတ်ဘူးကွာကြားရဲတကောင်လိုတယောက်ချင်းမိုက်ရဲတယ်မြင်းစိန်မြင်းစိန်မင်းတော်တော်တတ်တိကောင်းနေပါလားမင်းမိုက်ရဲရင်တယောက်ချင်းဓာတ်နဲ့ခုတ်လမ်းမောင်ရဲတပည့်ဆိုကြီးကထိုးထိုးပြောတဲ့အခါမှာမြင်းစိန်တယောက်ဘာစကားမှထပ်မပြောနိုင်တော့ပဲငြိမ်သက်သွားတာထိုးခါမှာလမ်းမောင်ရဲတပည့်များကလည်းဟာတက်ရီမောတော့မြင်းစိန်တို့လည်းလှောင်းပြောင်းနေရပေါ့မြင်းစိန်ဘလို့လဲကွာအာပဲချောင်ရဲတာလားဟမ်လက်တွေကြတော့ကြောက်လူရေတောင်တုံးနေပြီချင်းနေ အာချောင်းတော့တော့မွေးကန်ဒီဖွားကန်ဒီဘိုက်ကြီးတဲ့တောင်မှအာချောင်းရဲပါတယ်ကွာဟုတ်ပါမြင့်စင်ရပြောရင်လည်းပြောခံထိစရာပဲမင်းကလည်းခွေးအာကြီးလဲနဲ့လဲမျိုးနင်းမိတယ်လို့အတန်တော့မထွက်တော့ပါလားကွာလောင်မောင်ရဲ့တပည့်များတော်မကပဲနဲ့ရွာတွေကလူရွယ်များပါလောင်ပြောင်စကားဆိုတာတော့မြင့်စင်တယောက်အန်ကိုကြိတ်ထားရင်အင်မတန်ဒေါသထွက်နေအဲ့ဒီနောက်အုပ်ကိုပေါ်တင်ထားတဲ့အရက်ကိုမော့တောက်လိုက်ပြီးတော့လေတောခုတ်ရန်ယူလာတဲ့ဓာတ်ကိုကြည့်ကြည့်ပအောင်စုပ်ကန်ပြီးတော့လေခွေးတတားမှခွေးသားစားအောင်မယ်ဆိုကြီး စိုးရိုတိုက်ရင်ဘာမှစားရမှာမဟုတ်ဘူး။အာအပြောကတော့တော်တော်ကောင်းတာပဲကွာ။လာကွာမြင်းစိန်တပွဲတလန်းလောက်လှုပ်လိုက်ကြတာပေါ့။နင်းဦးကွာနှမ်းပြင်မရှိတဲ့လှဲလန်းပေါ့သွားကြတာပေါ့။စိုးရိုကလည်းကြံခုတ်တာကိုပခုံးပေါ်ထမ်းပြီးတော့တင်းချိုင်းနဲ့ဘေးကလှဲလန်းပေါ့အရင်လန်းလျှောက်သွားတာပေါ့။ပုံမှန်ဆိုရင်ဘေးကလူများကလည်းမဖြစ်သင့်မဖြစ်ထိုက်တာတွေအရာများကိုတားမြင်ရမှာ။အခုကလည်းသူတို့အားလုံးရဲ့စိတ်ထဲမှာဘလို့ဖြစ်မှန်းမသိစိုးရိုနဲ့မြင်းစိန်တို့ဓာချင်းခုတ်ချမှာဘူးလေ။ညီရှိရင်လည်းကြည်ကျင်နေမိ။ ထိုနည်းတူပဲစိုးရင်နဲ့မြင်းစင်ရလည်းဘာမှမဟုတ်တဲ့အာနဲ့စကားများပြီးတော့ဓာတ်နဲ့ခုံမဲ့အနေထားရှိနေပြီ။သူတို့ကလည်းတမ်းမှန်မြသောစိတ်နဲ့ပင်အခုလိုဖြစ်လာစရာအကြောင်းမရှိဘူး။မမြင်ရတဲ့စိတ်ရဲ့စိတ်ဆောင်မှုတစ်ခုကြောင့်လည်းတတ်ကြဖြတ်ကြမှာကိုလည်းအာတတ်တရောဖြစ်နေသလို။ကြံတဲ့သူများကလည်းကြည့်ရှုဖို့အားကျုံးမှန်တတ်ဖြစ်နေပြီးတော့မြင်းစင်နဲ့စိုးရီတို့ဓာတ်ထမ်းပြီးတော့ထွက်ခွာသွားတဲ့တင်းကြိုင်နေပေးကလဲလန်းစီကိုနောက်ကနေလိုက်သွားတာပေါ့။ဓာတ်ရာချင်းခုံမိတဲ့အတန်များအားပေးအားမြောက်ပြုလုပ်တဲ့အတန်များကလည်းပဝင်းကျင်မှာစုညံလို့နေခဲ့။မြင်းစင် အဲ့ကောင်ကိုခေါင်းပြန်ခုတ်ပြစမ်းမှာဟာဆိုကြီးမြင်းစိန်ကြောက်နေပြီခုတ်ခုတ်ဒါနဲ့လည်းတယောက်ကိုတယောက်ခုတ်နေကြတဲ့မြင်းစိန်နဲ့ဆိုကြီးတို့ရဲ့တိုက်ခိုက်နေကြတယ်ခြေလမ်းများကြောင့်လည်းလှေလမ်းကလည်းဖုံဖုံများထောင်းထောင်းထနေတာပေါ့တချိန်မှာတော့ဆိုကြီးကလည်းမြင်းစိန်ကိုဓာနဲ့မိုးပြီးတော့ခုတ်လိုက်ရမှာမြင်းစိန်ကလည်းဆိုကြီးရဲ့ဓာချက်ကိုသူ့ရဲ့ဓာနဲ့ခုခံပြီးတော့ဆိုကြီးရဲ့ရင်ဝါကိုခြေနဲ့စောင့်ကန်တော့ဆိုကြီးတယောက်အနောက်ကိုလွင့်စင်သွားတာပေါ့ဒီခွင်ရေးကိုလည်းလက်လွတ်မခံမဲနဲ့မြင်းစိန်ကလည်းဆိုကြီးရဲ့လက်ပင်ကိုဓာနဲ့ပိုင်းလိုက် မြင့်စင်ရဲ့လှင်မြန်တဲ့ဓာချက်ကိုလည်းစိုးကြီးကနောက်ကိုပလက်လန်ပြီးတော့ရှောင်းလင်းလိုက်နိုင်ပြီးတော့အရှိန်လွန်လာတဲ့မြင့်စင်ရဲ့လက်မောင်းစိုးကြီးကဓာနဲ့ခုတ်တာပေါ့မြင့်စင်ကလည်းရှောင်းတင်းရန်ကြိုးစားပါတော့လဲလွတ်လွတ်ကျွတ်ကျွတ်မရှောင်းနိုင်မင်းနဲ့လက်မောင်းကိုခုတ်မိသွေးတွေကလည်းဖြာထွက်ကြံခုတ်တဲ့ခုတ်ဓာကလည်းထက်တယ်ပြက်တယ်အဲဒါကြောင့်ဓာချက်မိသွားတဲ့မြင့်စင်ကလည်းသူ့ရဲ့လက်မောင်းကိုဓာကင်ထားတဲ့လက်နဲ့ဖိလိုက်ပြီးတော့အနောက်ကိုကမန်ကရန်ဆုပ်ထိုချင်းအကြောင်းစိုးကြီးကလည်းရည်ကြဲကြဲလှုပ်ပြီးတော့လဲမြင့်စင်ဟိပြီးတော့မလို့လားကွာဟမ်ဓာလေးတစ်ချက်တည်းခုတ်မိတာဟဲ့ကော မင်းတောက်စကားမများနဲ့ကွာဒီနေ့ကမင်းနဲ့ငါနှစ်ယောက်ထဲကတယောက်သေးရမယ်ညင်စင်ရလဲပြပတ်စုံနဲ့သွေးများစည်းကြနေတဲ့တန်ရာကိုဂယုမပြုတော့ပဲဓာတ်နဲ့ပြေးခုတ်တာပေါ့ထိုးထိုးပြုလို့မယ်မထင်ထားတဲ့စိုးကြီးကလဲဒေါသစိတ်ငယ်လေးရအောင်ရောက်သွားပြီးတော့လဲရှောင်းတိန်ရမစင်းစားပဲနဲ့အချိန်နဲ့ဝင်လာတဲ့မြင့်စင်ကိုအသေးတိုက်ရန်သာတွေးပြီးတော့ဓာတ်နဲ့ခုတ်တယ်ဥကောင်းမှာဓာတ်ဆိုင်ဝင်နေတဲ့စိုးကြီးကလဲလှဲလန်းပေါ်မှာဒီဟုတ်ဒီရန်ဖြစ်နေတာပေါ့သူနီးတူပဲလေပင်တစ်ချမ်းဟနေပြီးတော့သွေးတွေတလဟောထွက်နေတဲ့မြင့်စင်ကလဲ အရှိကိုလည်းဝရမောက်ပြီးတော့ရုပ်ကျိုးပြက်လဲကြသွားတယ်။မြင်းစိန်လဲကြလာနဲ့စိုးကြီးကလည်းဘေးတိုက်လဲကြသွားပြီးတော့ငြိမ်သက်သွားတာပေါ့။ထိုချိန်မှာတော့ကြည်လင်နေတဲ့ကောင်းကင်ကလည်းရုတ်တရက်မှောင်မိုက်လာ။တင်ချိုင်ဝင်ထဲမှာတော့ရီမောတန်နေလားလေတိုးတန်နေလားမသိမကွဲတန်တွေကိုကြားနေရတယ်။ထိုချိန်မှာလှမောင်ရဲ့ကြံတပည့်များကလည်းရွာလူရဲ့များကလည်းသူတို့ရဲ့လုံရက်ကိုအံ့အားတင်နေတာပေါ့။လမ်းပေါ်မှာလဲကြတည်ဆုံနေတဲ့စိုးကြီးနဲ့မြင်းစိန်ကိုပြေးပြီးပွေထူလိုက်ကြတယ်။အသက်ကင်းမဲ့နေတဲ့သူတို့နှစ်ယောက်ရဲ့ကိုခန္ဓာကနေသွေးတန်တရေရေနေပေါ့။ တို့ချိန်မှာတော့ရွာဘက်စီကနေကျေးစီစံနေတူတူအတူပါချလာတဲ့လူရန်ရှိကြီးကလည်းတင်းချိုင်းစီကိုတရွေ့ပြီးနဲ့လှမ်းလာနေခဲ့ပါတယ်။ရွာလူကြီးရဲ့အင်ရှိမှာလည်း လူသက်မှုဖြစ်ခဲ့တဲ့နေရာမှာရှိခဲ့ကြတဲ့လူရဲများကိုထိုင်စေပြီးတော့ရွာလူကြီးနဲ့လှမောင်းအပါဝင်တခြားသောရမိရဖတွေကလည်းစစ်ဆေးနေကြ။မင်းတို့ကွာဒီကောင်းနေရန်ဖြစ်တာမတားဘူးလားမတားမိပါဘူးလူကြီးတယောက်နဲ့တယောက်ဓာတ်နဲ့ခုတ်တတ်တဲ့အထိဘာပြဿနာတွေရှိနေလို့လဲ အဲ့လိုလေမရှိပါဘူးဟောအဲ့ဒါဆိုမိမိကြီးတော့လင်မလို့မတားကြလားကွာရွာလူကြီးကလည်းစိတ်တို့ဒေါသထွက်ပြီးတော့သူ့ရဲ့ရှိမှရှိတယ်လှောင်မောင်ရဲ့တပည့်နဲ့အခင်းဖြစ်တဲ့နေရာမှာရှိတယ်လူရွယ်များကိုလည်းဆဲဆိုရင်းနဲ့နဲ့နရင်းတွေပါထအုပ်တော့တာပေါ့အဲ့ဒီတော့ရွာလူကြီးကလည်းမာထန်တဲ့လေးတန်းနဲ့လေမင်းတို့ကောင်းလေးကိုထောင်ချပြလို့ရတယ်ဆိုတာသိတာကွာဒါနဲ့ခုတ်နေတာကိုဝိုင်းပြီးတော့အားပေးရလို့တဲ့ထီမင်းတို့ဒီမှာအုံတော့မပါဘူးလားအော်ဟုတ်တယ်ဗျဦးလေးပြောလေပြောချင်စရာပဲ ခွေးမလို့ရံဖြစ်တာကိုမစွဲပဲနဲ့ထိုင်ကြည့်နေရတာတော့လမောင်ရဲ့စကားကြောင့်သူ့ရဲ့တပည့်များကလည်းမျက်နှာဥသာငုံထားပြီးဘာမှမပြောရကြဘူးသူကလမောင်ကလည်းတပည့်တယောက်ရဲ့ရင်ဘက်ကိုအင်းစာကိုစွဲလိုက်ပြီးတော့လေဟေ့ကမင်းပြောစမ်းဘာလို့ဝိုင်းကြည့်နေရလဲပြောလေပြောပြောရမယ်အာစီရေအေးပြောကျိုးတို့တွေဘာဖြစ်သွားမှမသိဘူးအဲ့ဒီအချိန်မှာသွေးတန်ထွက်တာတွေကိုမြင်မြင်ကြည့်ကျင်နေအာစီပြီးတော့အဲ့ဒီကောင်တွေတယောက်နဲ့တယောက်ခုတ်တန်နေတာကိုကြည့်ပြီးတော့ပြောနေတာဗျဘာ ဟာမင်းတို့ကောင်တွေအဲ့လောက်တောင်သွေးစာနေရတာအဲ့လိုလည်းမဟုတ်ဘူးအာစီရဲ့ဟိုကျုပ်တို့တွေရွာကောင်တွေနဲ့ရန်တောင်ဖြစ်ဘူးပါဘူးဗျာအခုမှဘာဖြစ်သွားတယ်မသိဘူးလမ်းမောင်ရဲ့တပည့်တယောက်ပြောတဲ့အခါမှာတော့ကျန်တဲ့သူများကလည်းဝိုင်းထောက်ခံတာပေါ့ဟာဟုတ်တယ်အာစီသူပြောသလိုပဲဟိုကျုပ်တို့တွေဘာဖြစ်သွားမှန်းမသိဘူးဗျာစိတ်နဲ့လူနဲ့ကိုမကတ်ဟုတ်တယ်ကိုလောက်မောင်ဒီကောင်တွေပြောသလိုပဲကျုပ်တို့တွေဘာဖြစ်သွားမှန်းကိုမသိပါဘူးဗျာတော်သားမှာကွာမင်းတို့တွေလူမှန်းသူမှန်းမသိအောင်လို့ကိုမူးနေလို့နေမှာပေါ့ အာကျုပ်တို့တွေတယောက်တစ်ပိုင်းတောင်မှမကုန်ပါဘူးဗျာထိုစကားကိုလည်းလှမအောင်ပါဝင်ရွာလူကြီးတို့ကလည်းမယုံကြည်ကြဘူးအပြစ်လွတ်စေရန်အတွက်ညံများပြီးပြောဆိုနေရလို့မှတ်ယူကြတာပေါ့အဲဒါကြောင့်လဲလူသက်မှုနဲ့ပတ်သက်တဲ့သူများကိုလည်းဘယ်နေရာမှမသွားစေဘဲနဲ့ကြက်မှတ်ထားလိုက်ကြတယ်အဲဒီနောက်ရန်ဖြစ်ပြီးတော့ဓာချင်းရှင်ခုတ်ရာနေရန်ဖြစ်တဲ့သူနှစ်ယောက်တေသွားတာကြောင့်ကြံတဲ့သူများကတော့အမှုနဲ့မပတ်သက်အောင်လို့ရွာလူကြီးနဲ့လှမအောင်လို့ကလည်းစီစဉ်ပေးရတော့တာပေါ့ကျွန်တော်ခြံနေရနေအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့ ဘိုးတော်ပေနှင့်မရဏတတိဆိုတဲ့ဇလန်းလေးရဲ့ပထမပိုင်းပဲဖြစ်ပါတယ်။နောက်ထပ်ဇသိမ်းပိုင်းမှာလည်းဘလို့စိတ်လို့ရှားပဲကောင်းတဲ့အကြောင်းအရာတွေနဲ့ထုတ်လင့်တင်ဆက်ပေးမယ်ဆိုတာစောင့်မျှော်ခန်းစားနားဆင်အားပေးကြပါအောင်ခင်ဗျာ။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။